စကိုင်းကချာအနီပင်လေကြိုဆိုလိုက်ပါတယ်ဗျာစိုက်ကီကိုချစ်တဲ့ဘိုက်ကာတိုင်းရိုက်တာတိုင်းစိတ်ချမ်းသာကိုကြမ်းမှန်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာမိတ်ဆွေအားစိုက်ကီစီးမယ်ဆိုလို့ရှိရင်စမတ်ကြကြဝယ်စားနဲ့စတိုင်ဖြစ်အောင်နဲ့ကြည့်ကောင်းအောင်စီးဖို့အတွက်ကိုစဉ်းစားရခက်နေပါလားဒီအပတ်မှာတော့ chopper cycle စီးတဲ့မိတ်ဆွေတွေအတွက် chopper နဲ့လိုက်ဖက်တဲ့ပုံစံဒီဇိုင်းအဝတ်အစားတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ် chopper cycle တွေကထူးခြားတဲ့ဒီဇိုင်းနဲ့ရှည်လျားတဲ့ဘိန်း မြင်မာတဲ့လက်ကင်တက်တော့ဆရာရှိရဲ့ထိုင်ကုန်နေနဲ့စိုက်ကယ်ဂျာထဲမှာဒါမကပဲနဲ့စိုက်ကယ်ချစ်တဲ့ဘိုက်ကာဂျာထဲမှာရောဆွဲဆောင်မှုရှိတဲ့ဘိန်းတစ်မျိုးပဲဖြစ်ပါတယ်ချော်ပါစိုက်ကယ်ရဲ့အဓိကကြတဲ့အနှစ်သာရရရှိနိုင်တာကတော့ကြမ်းတမ်းမှုခင့်မိမှုတက်တော့ဆရာရှိမှုဒီအချက်တည်းရပဲ ပါဝင်ပေါင်းဆက်ထားတဲ့အချိုးညီညီနဲ့ရရှိနိုင်တဲ့ချောပါနေ ပုံစံပဲဖြစ်ပါတယ်။ချောပါဆိုင်ကယ်ရဲ့အထူးကြတဲ့အနှစ်သာရရရှိနိုင်တာကတော့ကြမ်းတမ်းမှုခင့်မိမှုတောင့်တသာရှိမှုဒါရီကိုချိုးချကြပေါင်းဆက်ထားတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းနဲ့ခင့်မိတဲ့ပုံစံမျိုးနဲ့စီးနှင်းဖို့လိုက်ဖက်တဲ့ပုံစံတွေကကြတော့အပေါ်ပိုင်းအနေနဲ့ဝတ်မယ်ဆိုလို့ရှိရင်ရွေးချယ်ကြရတဲ့တည်ရကြခင်ဂျင်းကြခင်တီရှပ်ဖလန်နေရှင်းမျိုးပဲဖြစ်ပါတယ်။ဒီတည်ရကြခင်ကဆိုလို့ရှိရင်ချောပါစီးတဲ့သူတွေအများစုမရှိမဖြစ် ဆောင်ထားလေးရှိပါတယ်အနည်းဆုံးတစ်ထည်စီတော့ရှိကြပါတယ်ဝတ်ရှင်တွေလည်းရှိကြပါတယ် classic black တရေဂျာကင်အမဲရောင်တွေကဘရောမှလည်းယူသွားမှာမဟုတ်ပါဘူးအဲတရေဂျာကင်ပုံစံတွေကလည်းအမျိုးစုံရှိပါတယ်ပခုံးမှကျေသီးပါတဲ့ပုံစံယူရှင်းတဲ့ပုံစံ z8 ဒီအများကြီးနဲ့ပုံစံဒီလိုမျိုးမျိုးတဲ့ပုံစံတွေကနေပြီးတော့မိမိကြိုက်တဲ့တရေဂျာကင်ပုံစံကိုရွေးချယ်ပြီးတော့ဝတ်ရှင်လိုက်ကြတယ်မိမိစီတဲ့ chopper cycle နဲ့ကလိုက်ဖက်နေမှာပဲဖြစ်ပါတယ်ညာသူကရမ်းပူပြီးတော့ထထွားထလာပုံပေါ်ပေါ်ပါအတွက်ဆိုလို့ရှိရင်တော့တရေဂျာကင်မဟုတ်ဘဲနဲ့ဂျင်းဂျာကင်ကိုလည်း ည်း view ချင်နေပါတယ်။ကျင်းကြခင်ကိုအပေါ်ထက်ဝတ်တာမျိုး၊ခါမှချီထားတာမျိုး၊ကြောကိုပုံမှာလွှားထားတာမျိုးတွေကလူနဲ့မှမတူတဲ့ style နဲ့ design မျိုးကိုဝတ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။ဘလိုကြခင်မျိုးပဲဝတ်ဝေ T-shirt ကတော့ပါနေမှာပဲဖြစ်ပါတယ်။ T-shirt ကဂျာကင်ဝတ်တဲ့အချိန်မှာလည်းသုံးလို့ရတယ်သူပတ်တာကိုပြည်တယ် T-shirt ကဝတ်လို့အဆင်ပြေပါတယ်အဲ့ထဲမှာမှရိုးရိုးအဖြူရောင်ဘြောင် T-shirt ဒါမှမဟုတ်လို့ရှိရင်ကိုကြိုက်တဲ့ design graphic color တွေ crazy color တွေပါတယ် t-shirt တွေဟာ blue jacket နဲ့ပဲဖြစ်ဖြစ် blue jean ပေါင်းမိနေပဲဖြစ်ဖြစ် blue tee ပေါင်းမိနေပဲဖြစ်ဖြစ်သူ့ဘာသာသူပဲဝတ်ဝဲလိုက်ဖက်ပါတယ်မိမိစီရဲ့ cycle နဲ့လည်းတွဲဖက်ညီပါတယ်မိမိဝတ်ဆင်မဲ့ တီရှပ်ရဲ့အရောင်ကိုလည်းစီးမဲ့ဆိုင်ကယ်ရဲ့အရောင်ဝိမဲ့ဂျက်ကင်ရဲ့အရောင်ဝိမဲ့ဘောင်းမီရဲ့ပုံစံအရောင်နဲ့လိုက်ဖက်ပြီးတော့ရွေးချယ်ပြီးတော့ဝတ်ဆင်နိုင်မှသေးတယ်။အယိုးအရှင်းဆုံးကအဆန်ပြားဆုံးဆိုတဲ့ဇာတ်ကားအတိုင်းပဲယူးယူးနဲ့ပေါ့ပေါ့ပါပါဝတ်လို့ရတဲ့ဖလန်နယ်ရှက်အင်ဂျီတွေကတော့ချော်ပါစတိုင်ရဲ့ကြမ်းတမ်းမှုဆိုတဲ့ကြမ်းခံနိုင်ပြီးတော့ပေါ့ပေါ့ပါပါဖြစ်တဲ့ဆိုတဲ့ဟာကိုကိုစားပြုတိုင်းနဲ့စတိုင်နဲ့မှထိတ်ဆုံးရပါမယ်။ဒီကော်လန်ပါတဲ့ဖလန်နယ်လက်ရှိတထည်နဲ့ဆိုလို့ရှိရင်ခီးစဉ်တစ်ခု လုံးဝပြည့်စုံသွားပြီပဲဖြစ်ပါတယ်။အောက်ပိုင်းဘောင်းမီအတွက်ကတော့အကျန်းခံပြီးတော့ဘယ်တော့မှမယူတော့တဲ့ဂျင်းဘောင်းမီကတော့ဖက်ရှင်ပါပဲ။ဂျင်းဘောင်းမီတစ်ထည်နဲ့ဖလန်နယ်လက်ရှိတစ်ထည်နဲ့ဆိုလို့ရှိရင်တော့လုံးဝပြည့်စုံတဲ့တွဲဖက်မှုပါ။ ချော်ပါစီဖို့အတွက်ဆိုလို့ရှိရင်ဘောင်းမီတွေကိုရွေးလို့ရပါတယ်အမျိုးမျိုးရှိပါတယ်ဒူးနေရာမှာပိုးထားတဲ့ဒီဇိုင်းမျိုးနဲ့ကြမ်းခံတဲ့ဘောင်းမီလို့ဆေးဖြစ်တယ်လို့ပို့ပြီးတော့လဲစတိုင်ကြပါတယ်နောက်တစ်ခုကအနက်ရောင်နဲ့အပြရင်ရောင်ကိုပေါင်းထားပြီးတော့ classic ဆန်နဲ့ဂျင်းဘောင်းမီနဲ့လည်းပို့ပြီးတော့အဆင်ပြေပါတယ်ချီးသွားတဲ့အချိန်မှာလေတန်းမိုးတန်းအပူတန်းတွေကိုအဓိကကာကွယ်ပေးပြီးတော့ကျန်းကျန်းလေးလေးပုံစံပေါက်တာကတော့တရီဘောင်းမီတွေပါကျွန်တော်တို့ဘိုက်ကာတိုင်းအိမ်မဖြစ်တဲ့ခီးရှိသွားဖို့အတွက်ကိုကျွန်တော်တို့ဝစ်ဆင်တဲ့အင်ဂျီတွေဘောင်းမီတွေက အဓိကကာဝယ်ပြီးထားမှာဖြစ်ပါတယ်သူတို့ရဲ့အကြမ်းခံနိုင်တဲ့ပုံမူတည်ပြီးတော့လေမိမိရဲ့ခန္ဓာကိုယ်ပေါ်ကိုဓာတ်ရိုက်တက်ရောက်တဲ့ယာဒီဥလူလေးတဲ့မိုးတဲ့နေရကွဲပြားတော့မှာဖြစ်ပါတယ်အင်ဂျင်အပူယာဒီဥလူအပူတွေကိုပို့ပြီးတော့ခံနိုင်ရင်ရှိအောင်လို့ပို့ပြီးတော့ထူထဲတဲ့ဝတ်ဆင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်ဗျလက်တွေ့ဆန်ပြီးတော့ပစ္စည်းတွေထည့်ဖို့လည်းအဆင်ပြေနေဆိုလို့ရှိရင်တော့ ကာဂူပန့်လို့ခေါ်တဲ့စတားစတိုင်ဘောမီဒီယာလည်းအတင်းတော်ဆုံးပဲဖြစ်ပါတယ်မိမိတို့သွားမဲ့ခီးပုံမူတည်ပြီးတော့ရာဇီလူအရန်ပူတဲ့နေရာလားရာဇီလူအရန်အေးတဲ့နေရာလားမိုးရွာတဲ့ကာလလားဒါမျိုးတွေပေါ်မူတည်ပြီးတော့မိမိယူဆောင်သွားမဲ့အဝတ်အစားတွေကလည်းရာဇီလူနဲ့ကိုက်ညီတဲ့အဝတ်အစားမျိုးတွေကိုပို့ပြီးယူဆောင်သွားတင်ပါတယ်ဒါမှသာဆွမ်းနာပြောတဲ့အဝတ်အစားကမိမိကိုယ်ပေါ်ကိုကာကွယ်ပေးပြီးတော့ရာဇီလူတန်လေးတန်မိုးတန်တွေကိုဒါရင်မတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်တက်ရောက်မှုလည်းညွန်နေတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့စတိုင်ကြသည်ဖြစ်စေစတိုင်မကြသည်ဖြစ်စေမိမိကမိမိ ီးနဲ့ကိုက်ညီတယ် comfortable ဖြစ်မယ်ရာသီဥတုလေးတဲ့မိုးတံခံနိုင်မယ်ဆိုလို့ရှိရင်မိမိနဲ့အသင့်တော်ဆုံးအဝယ်အစားတွဲဆမှုပဲဖြစ်ပါတယ်ဗျ။ဒါကြောင့်မို့လို့ဘယ်လိုခီးမျိုးပဲသွားသွားဘယ်လိုနေရာမျိုးပဲသွားသွားမိမိနဲ့ comfortable ဖြစ်နိုင်မယ်ဟာရာသီဥတုနဲ့ခံနိုင်မယ်ဟာမျိုးတွေကိုယူချက်ပြီးတော့ယူဆောင်သွားတင်ပါတယ်လို့ပြောချင်ပါတယ်ဗျ။နောက်ပတ်ဒီမှာလည်းဗီဒီယိုလေးတွေကိုထပ်မံတင်ပြပေးသွားမှာပဲဗျ။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။